။ဒီကျွန်တော်တို့ဒီနေ့ကအဲတမွန်သာလောက်ကြမယ်လူသိညီကိုတွေအတွက်ကျွန်တော်စကားလက်ဆောင်ပါကျင်တာပေါ့နော်။ဆိုတော့အခုနောက်ပိုင်းကလာစာတွေလည်းမကောင်းဘူး။နော်လာစာတွေလည်းမကောင်းဘူး။ quality တွေလည်းကျလာတယ်။ဆိုတော့အဲ့ဒီတည်းမှာမှအဲလာစာကောင်းကောင်းတဲ့ line တွေရှိတယ်လူသိတွေပေါ့နော်။လာစာ600ကျော်လောက်ရတယ်ဒေါ်လာ600ကျော်လောက်ရတယ်။ဆိုတော့သူတို့ကန့်တဲ့ချက်ကလည်းများတယ်။ဆိုတော့အဓိကကတော့သူတို့ကအသက် အသက်ကိုကန့်တယ်ပေါ့နော်အသက်25ပြီးသွားရင်အသက်ကကျွန်တော်တို့ control အောက်မှာမရှိတဲ့အတွက်ကြောင့်မလို့အသက်မမီတော့ဘာမှလုပ်လို့မရဘူးနောက်တစ်ခုကကျွန်တော်တို့ control အောက်မှာရှိတာပါလေဆိုကျွန်တော်တို့ရဲ့ scale တွေကိုမြင့်တင်လို့ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အဓိက scale နှစ်ခုကတော့ English scale နဲ့ဒီ soft scale ပေါ့နော်ဒီ soft scale ဆိုတာဒီပါနတ်မှုလိမ္မာမှုနော်ဟိုလူတွေနဲ့တွေ့ရင်ဘယ်လိုပြောဆိုဆက်ဆံမလဲ ဒါတွေကဘာမှမသင်တတ်လို့မရတဲ့ soft skill ပေါ့နော်ဘယ်သူမှလည်းသိပြောလို့ပြတာမရှိဘူးအဲ့ဒါအရေးကြီးတယ်ပြီးတော့ English skill ဟောတေဝလိုက်မဲ့လလိုက်ခွဲလိုက်မဲ့လလိုက် English skill ကကောင်းမှဖြစ်မယ်ဒါသာကောင်းကောင်းလိုချင်တယ်ဆိုရင်ပြောတာတော့တူတူတန်တန်လာတာမျိုးကြားကျင်တယ်ဆိုရင်ကျွန်တော်က English skill ကိုမြင့်တင်ရမယ်အဲ့တော့လူသစ် brother တွေအနေနဲ့ဘာလို့မလဲဆိုတော့သင်တန်းတက်ရင်အနည်းဆုံး6လနဲ့7လလောက်ကြာတယ် passport လောက်ကနေပါနေဆိုအဲ့ဒီချိန်တွေမှာ brother တို့အနေနဲ့တစ်နေ့ အများကြီးမဟုတ်ဘူးတစ်နိုင်လောက် one hour for every day no you should use your time for english skill ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း english skill မကောင်းဘူးမကောင်းတဲ့တော့ကြောင့်မလို့ကျွန်တော်တချို့နေရာတွေမှာအမတန်အောက်ကျနောက်ကျဖြစ်တယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့ကျွန်တော်က brother တို့ကိုအဲစူးစမ်းစီခြင်းတာเนาะဒါပေမဲ့ english skill ကလည်း ကျွန်တော်တို့ blue shoot level တော့ရသွားရင်ကိုတူတူတနဲ့သူ့နေရာနဲ့သူဖြစ်တိုးတက်မှုရှိတယ်ပေါ့နော်ဟိုပါဝင်တန်းဝင်ရှိတယ်ကျွန်တော်တက်ပို့ကောင်းမယ်ဆိုကျွန်တော်တက်ပို့ပြီးတော့ပါဝင်တန်းဝင်ရှိတယ်အဲကြောင့်မို့ကျွန်တော် brother တို့ကိုမှာကျင်တာကဟိုခက်ခဲနေတဲ့လောက်ကိုင်းရှာခက်တယ်အဲ့လိုမျိုးညင်းညူနေတဲ့အတန်လေးကိုနားထောင်နေမဲ့အစားဒီကျွန်တော်လှုပ်ချင်လာရင်လှုပ်နေမဲ့အစားကျွန်တော်ကတင်မောသားဖြစ်ချင်တင်မောသားဖြစ်ဖို့တော့လည်းအာရုံစိုက်တင်နေဆိုတော့ကျွန်တော်ခုံးပွတ်တဲ့နော် အချိန်တွေဘလောက်ခက်ခဲခက်ခဲခင်ဗျားတို့ကျွန်တော်တို့ဖုန်းပုတ်တဲ့အချိန်ကတော့တစ်နေ့တစ်နိုင်လောက်ရှိတော့တချို့ဆိုနှစ်နိုင်သုံးနိုင်ဖြစ်သွားတယ် TV ကြည့်ချိန်တွေရှိဖုန်းကြောင်ချိန်တွေရှိတခြားအလေးလိုက်နေတဲ့အချိန်တွေရှိတယ်အလတ်တက်အချိန်တွေရှိတယ်အဲ့ဒီအချိန်ဒီတွေကမှเนาะခင်ဗျားတို့ဘဝကြီးတူတူတက်တန်ဖြစ်ဖို့အတွက်တစ်နေ့ကိုအချိန်တစ်နိုင်လောက်ပေးပြီးတော့เนาะ English skill ကိုမြင့်ဖို့ကြိုးစားကြပါကျွန်တော်အဲ့ဒါပဲပြောချင်တယ်ဆိုတော့တခြား skill တွေကအများကြီးလိုတယ်တို့ပေမဲ့ လူလူတူတူအင်္ဂလိပ်လိုပြောတက်ဆိုတက်ရေးတက်ဖတ်တက်သွားပြီဆိုရင် just key တွေကသူ့အပြာအင်္ဂလိပ်အင်္ဂလိပ်စာဘာနဲ့တူလဲကဘာကြီးကိုဖွင့်တဲ့တကားပေါင်းနဲ့ဘတ်တူအဲ့တကားပေါင်းဖွင့်နိုင်မှာခင်ဗျားတို့ကကဘာကြီးကိုမြင်မှာเนาะအဲ့တော့ပြဿနာမရှိဘူးကျွန်တော်เนาะတင်မောရတင်တဲ့တက်ရင်နဲ့အင်္ဂလိပ်ထက်တက်မှာပတ်စံဈေးကြီးတယ်ထက်လဲတက်နိုင်ဘူးဆိုရင်တော့ YouTube မှာ free channel ရှိเนาะအဲ့ဒါတွေလေ့လာเนาะဆိုတော့အကောင်းဆုံးကတော့ကိုယ့်ဘဝတိုးတက်ဖို့အတွက် စင်ကြီးတွေမပေးပါနဲ့เนา